因为我不需要依靠斗地穴了，就能走到今天。အားလုံးပဲတင်ခိုင်းနေတဲ့ဇာကားလေးတင်ပေးလိုက်ပါပြီ။ဇလန်းဆာမှာတော့ဖြူစွတ်နေတဲ့ကောင်းကင်မိစ္ဆာမွေပါတကောင်ထွက်ပြေးနေတာကိုမြင်ရမှာပါ။ဒူတော်တော်များများကလည်းသူ့နောက်ကိုလိုက်နေပါဗါး။ကြောက်ကဘာတစ်ခုကိုရောက်တဲ့အချိန်မှာတော့တိုက်ချခံလိုက်ရပါတယ်။ဒါလည်းလက်မလျှော့သေးဘဲနဲ့တောင်ပံတွေကိုထုတ်ပြီးတော့ထပ်ပြေးပါတယ်။ဒါပေမဲ့ကြာကြာမပြေးလိုက်နိုင်ပါဘူး။ထိခိုက်သွားတာကြောင့်အောက်ကိုပြုတ်ကျသွားပြီလေ။ပြီးတော့တော်တော်များများကလည်းဝိုင်းထားတဲ့အတွက်ထွက်ပြေးဖို့လမ်းကလည်းမရှိတော့ပါဘူး။ ဒီလူတွေမွေးဘာကိုအသေးတန်လိုက်ဖမ်းနေရတဲ့အကြောင်းရင်းကတော့ဘိုးဘေးကြောက်တုံးကိုလိုချင်တာကြောင့်မလို့ပါဒါကြောင့်ခေါင်းပါတဲ့မွေးဘာကလည်းသူမရရင်တခြားသူတွေလည်းသူ့လက်ကနေလွယ်လွယ်နဲ့မရစေရဘူးလို့ရေရွတ်ပြီးတော့သူ့ကိုယ်သူအားလုံးရဲ့အလဲမှာဖောက်ခွဲချလိုက်ပါတယ်ကြောက်တုံးကတော့အောက်ကိုပြုတ်ကျသွားတာပေါ့ဒီလိုနဲ့ပဲကြောက်တုံးနဲ့အတူတူမွေးဘာကလည်းဘိုးဘေးကြောက်တုံးရဲ့နောက်ထပ်ဆက်ခံမဲ့ပိုင်ရှင်ကိုစောင့်နေရပါတော့တယ်တော်လေကအိမ်ဝင်လေးတစ်လုံးမှာတော့သပင်ရှိရှိနဲ့လူတယောက်ရက်ထိုင်ပြီးတောက်နေပြီးတော့ပဒင်းပေါက်မှာလည်းကောင်လေးတစ်ယောက်ကလှမ်းကြည့်နေပါတယ် ဝင်လာတဲ့အမျိုးသမီးကတော့ယောက်ျားဖြစ်တဲ့သူကိုရှော့တောက်ဖို့အတွက်ပြောလိုက်ပါတယ်။ဟိုလူကတော့စကားကိုနားမထောင်ပါဘူး။သူ့ကိုယ်သူအတုံးမကျတဲ့လူလိုပဲပြောပြီးတော့တေးမထူးနေမထူးပုံစံနဲ့နေနေတာပါ။အဲ့ဒီချိန်ကောင်လေးတယောက်ဝင်လာပြီးတော့အဖေကအတုံးမကျတဲ့လူတယောက်မဟုတ်ဘဲနဲ့လူယုံမှလင်လန်ထမ်းကြောင်မဲဆိုပြီးတော့မခံမရနိုင်ဖြစ်တာကြောင့်ဝင်ပြောလိုက်ပါတယ်။သူ့အဖေကတော့အဲ့ဒီနာမည်ကိုထည့်မပြောဘူး။ online ပဲမဲ့လင်လန်ထမ်းကသူ့ရဲ့အကွက်ထဲမှာမကောင်းတဲ့လှည့်ကွက်တွေထည့်သုံးလိုက်တာကြောင့်မဲဆိုပြီးတော့ကောင်လေးကဆက်ပြောလိုက်ပါတယ်။ တကယ်တော့သူ့အဖေရဲ့တိုင်းပညာတွေအကုန်တကွက်ထဲနဲ့ဖျက်ဆီးခံလိုက်ရတာလေအဲဒါကြောင့်သူ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူရဲ့နာမည်ကိုပြန်မကြားချင်တော့တာကြောင့်ဆက်တိုက်ပြောနေတဲ့သူ့သားကိုတွန်းထုတ်လိုက်ပါတယ်ကောင်လေးရဲ့နာမည်ကတော့လင်းတုံမှာသူ့အဖေအဲ့လိုဖြစ်သွားတာကြောင့်ဘာလို့လဲဆိုတဲ့မေးခွန်းနဲ့အတူတော်လဲကိုငူပြီးတော့ထွက်ပြေးပါတော့တယ်သူ့အဖေကို "तू ကအားကောင်းဆုံးလူပဲ"ဆိုပြီးတော့မှတ်ယူထားတာပါတကယ်လည်းဟုတ်ခဲ့ပါလေလင်းတုံနေထိုင်တဲ့လင်းမိသားစုကချင်းရံမျိုးမှာတောင်းအကြီးမားဆုံးမဟုတ်တဲ့မိသားစုပါလင်းမိသားစုမပြိုကွဲရတဲ့အကြောင်းကတော့လင်းမျိုးနယ်စုရဲ့နောက်ခံရှိနေတာကြောင့်မလို့ပါ သူတို့ရဲ့အဖိုးကတာဝန်တစ်ခုမှကြာရှုံးခဲ့ပြီးတော့အဲ့ဒါကလင်းမျိုးနယ်စုကိုဆုံးရှုံးမှုကြီးမားစေတာကြောင့်ချင်းရံမျိုးကိုအပြစ်ပေးစိတ်လွတ်ခံခဲ့ရတာပါသူက10နှစ်လောက်လင်းမိသားစုရဲ့ဘဝအိမ်မဖြစ်တဲ့လင်းမျိုးနယ်စုအတွင်းအဖွဲ့ဝင်ပြန်ဖြစ်ဖို့အတွက်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ပြိုင်ဘက်ရဲ့တစ်ချက်ထင်းနဲ့အနိုင်ယူလာကိုခံလိုက်ရတဲ့အပြင်အတွင်းကရွှေစွမ်းအားတွေအကုန်လုံးကလည်းထိခိုက်ခဲ့ပါတယ်ဒဏ်ရာဘလောက်ပြင်းလဲဆိုရင်ကောင်းငင်ရွံအဆင့်ခွန်အားကနေမြေကဘာအဆင့်ထိကိုထိုးကျသွားတာပါဒီအတွက်လင်းတုံကတော့လုံးဝကိုကဘာမကြည့်ပါဘူး တနေ့တခြားသူတွေကအဖေဖြစ်တဲ့သူကအတုံးမကြတဲ့သူတားဖြစ်တဲ့သူကလည်းအတုံးမကြတဲ့ကောင်ဆိုပြီးတော့ဝိုင်းလောင်ကြပါတယ်။လင်းတုံလောင်ခံရတဲ့အကြောင်းကတော့ထုံးပိတ်လက်သီးတစ်ချက်တောင်မထိုးနိုင်သေးတာကြောင့်မလို့ပါ။ပြီးတာနဲ့အကုန်လုံးကဝိုင်းရိုက်ကြပြီလေ။ပြန်ခုခံဖို့အချိန်တော့မရလိုက်ပါဘူး။နောက်တော့ကန်ချက်တစ်ချက်နဲ့ပဲကြောက်ကဘာကနေပြီးတော့အောက်ကိုလိမ့်ကျသွားပါတယ်။အနိုင်ကျင့်တဲ့ကောင်တွေကတော့ကောင်းတယ်ဆိုတဲ့မျက်နှာထားရင်းနေပါပဲ။လင်းတုံတယောက်အောက်ကိုကျသွားတဲ့အချိန်မှာပဲရှုံးသွားပြန်ပြီလား။ဘာလို့သူဘလောက်ပဲစူးစမ်းစူးစမ်းတခြားသူတွေရဲ့အမြင်မှာအတုံးမကြတဲ့ကောင်ပဲဖြစ်နေရတာလဲဆိုပြီးတော့တွေးလိုက်ပါတယ်။ လင်းတုံရဲ့သွေးဆက်တွေကအောက်ကိုစီးကြသွားပြီးတော့ဘိုးဘေးကြောက်တုံးကအသက်ဝင်လာပြီးတော့စွမ်းရည်တွေဖျက်ထွက်မြေပြင်တွေအကွဲသွားတာကြောင့်လင်းတုံနဲ့ကြောက်တုံးနဲ့တူတူအောက်ကိုပြုတ်ကျသွားပါတယ်စိတ်ထဲမှာတော့သူကအတုံးမချတဲ့ကောင်မဲဆိုတဲ့အချက်ကတော်တော်လေးကိုစွဲနေရှာပါတယ် လွန်ခဲ့တဲ့6နှစ်အကြောင်းကိုပြန်ပြောရရင်တော့မျိုးနွယ်စုပြိုင်ပွဲကလင်းမိသားစုရဲ့အရေးကြီးဆုံးပွဲတော်တစ်ခုပါပြိုင်ပွဲတိုင်းကမျိုးနွယ်စုတွေကလူငယ်တွေအတွက်နာမည်ရဖို့အကောင်းဆုံးခွင့်ရပဲလေတကယ်လို့ထိတ်ဆုံးဆယ်ယောက်တည်းကသာဝန်ထမ်းခဲ့မယ်ဆိုရင်စုကြီးတွေအပြင်ပြင်ပမျိုးနွယ်စုကဆိုရင်တော့မှဘာတားဆီးမှမရှိဘဲနဲ့အတွင်းမျိုးနွယ်စုဝင်ဖြစ်ခွင့်ရမှာပါအခုပြိုင်ပွဲဝင်မဲ့သူကတော့လင်းလျှောက်ဖြစ်ပြီးတော့အဖေဖြစ်သူကလည်းလင်းလျှောက်ကသူတို့လင်းမိသားစုကိုအတွင်းမျိုးနွယ်စုထဲကိုပြန်ဝင်စေနိုင်ဖို့မျှော်လင့်ချက်ထားထားတာပါ ပြီးတာနဲ့လင်းတောင်တို့မိသားစုပျပျောက်ရွှွှွှင်မဲ့ပြိုင်ပွဲခွင်းတွေကိုဝင်လာပြီးတော့လင်းလျှောက်ကတော့ပြိုင်မဲ့နေရာစီကိုရှောက်သွားပါတယ်လင်းလျှောက်နဲ့ပြိုင်မဲ့သူကတော့လင်းလန်ထန်းလို့ခေါ်ပြီးတော့လင်းမျိုးရိုးရဲ့အတွင်းမျိုးနဲ့ဆိုလည်းဖြစ်ပါတယ်လင်းလျှောက်အကူတွေကတော့လင်းလန်ထန်းကအသက်ငယ်သေးတဲ့အတွက်မနိုင်နိုင်ပါဘူးဆိုပြီးတော့ရှော့တွက်ထားကြပါတယ်အဲ့တော့အနောက်မှာရနေတဲ့သူကလင်းလန်ထန်းဆိုတာကတရရစီရင်စုတစ်ခုလုံးရဲ့ဒန်နာဒီလာပုံကိုတယောက်ဖြစ်ပြီးတော့အသက်၁၀နှစ်မှာခန္ဓာကိုယ်တန့်စင်ခြင်းအဆင့်ကိုဖြတ်ကျော်နိုင်ပြီးတော့မြေကဘာအဆင့်ကိုဝင်ရောက်ခဲ့တာပါ အသက်၁၂နှစ်မှာတော့ကောင်းကင်ယွမ်းဆင်ကိုရောက်နေပြီလေအသက်၁၅နှစ်ကိုရောက်တော့ခန္ဓာကိုယ်တွေကစွမ်းအင်တွေကမျှတသွားပြီးတော့ကိုယ်တွေမှာအမျိုးတွေဖွဲ့စည်းပြီးတော့စွမ်းအင်အမျိုးတွေပုံစံကိုဝင်ရောက်ခဲ့တာကြောင့်မလို့ထူးခြားတဲ့ပါရမီရှိပြီးတော့ဘယ်သူမှမမိနိုင်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်အဲ့တော့မှတကယ်ကြီးလားဟာဆိုပြီးတော့လန်သွားကြပါတယ်။လင်းလျှောက်ကအရင်ဆုံးနှုတ်ဆက်လိုက်ပေမဲ့လင်းလန်ထန်းကတော့ခက်တီတီပါပဲ။ပြီးတာနဲ့စပြီးတော့တိုက်ကြပါတော့တယ်။လင်းလန်ထန်းရဲ့လဝါတစ်ချက်နဲ့လင်းလျှောက်မှောက်သွားပြီးတော့ကိုယ်တွေကဆွမ်းအားတွေအကုန်လုံးဖျက်ဆီးပစ်လိုက်ပါတယ်။တကယ်ဆိုရင်သူအဲ့လောက်ထိမလုပ်လဲရပါပဲပညာပြလိုက်တာပေါ့။ဒါကိုလင်းတုံကလည်းအဆအဆုံးမြင်လိုက်ပါတယ်။ လက်ရှိကိုပြန်သွားရရင်တော့လင်းတုံတယောက်သူ့ကိုယ်သူအတုံးမကြတဲ့ကောင်မဟုတ်ဘူးဆိုပြီးတော့တွေးပြီးတော့မိုဒီရဲ့အပြည့်နဲ့ပြန်လို့လာပါတယ်။ဒါပေမဲ့ရေထဲမှာဆိုတော့အပေါ်မတက်နိုင်မဲနဲ့သတိပြန်မိသွားပါတယ်။ကြောက်တုံးကလည်းရေထဲမှာပဲစွန့်ရင်နေဖြာထွက်သွားပြီးတော့လင်းတုံနိုးလာတော့အပေါ်ကိုပြန်ရောက်နေပြီလေ။ လက်ဖော်ဝါးမှာလည်းကဝါရောင်လင်းတန်းရှိနေတာကြောင့်ဘာကြီးလဲဆိုပြီးတော့တေချာကြည့်လိုက်ပါတယ်တေချာကြည့်လိုက်ပြီမယ်လေဘာကြီးမှမသိပါဘူးအိမ်မြရောက်တော့လည်းထပ်ပြီးတော့ကြည့်လိုက်ပါတယ်ဒါလည်းသူမသိသေးပါဘူးပြီးတာနဲ့တကားကနေပြီးတော့ကောင်မလေးတရားဝင်လာပါတယ်သူ့ရဲ့နာမည်ကတော့ချင်းထန်မှာပြီးတာနဲ့လင်းရှမ်းဆိုတဲ့လူစုကောင်ဒီနေ့အကုတ်ကိုထပ်ပြီးတော့အနိုင်ကျင့်မြန်ပြီလားဆိုပြီးတော့မေးလိုက်ပါတယ်လင်းတုံကတော့ဘာမှမဖြစ်တဲ့ကြောင်းကိုပြန်ပြောလိုက်ပါတယ်နောက်တော့အများနဲ့တယောက်အနိုင်ယူတဲ့လင်းရှမ်းကိုမကောင်းတဲ့ကောင်ဆိုပြီးတော့ချိန်ဆလိုက်ပြီးတော့သူ့အဖေကလည်းလင်းတုံကိုတိုင်းပညာသင်ပေးဖို့ညှင်းဆန်နေတဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်ဒါကြောင့်လင်းတုံကအမြဲရိုက်ခတ်နေရတာဆိုပြီးတော့ချင်းထန်းကတွေးနေတာပါတကယ်တော့ အရင်ကလင်းရှန်တို့အဖေနဲ့လင်းလျှောက်ရဲ့ဆက်ဆံရေးကအကောင်းဆုံးပါပဲအခုတော့တော်ပါပြီဆိုပြီးတော့လင်းတုံတယောက်စကားလမ်းကြောင်းလွှဲလိုက်ပါတယ်ပြီးတာနဲ့ဒီနေ့ရောသူ့အဖေရက်တော့သေးလားဆိုပြီးတော့မေးလိုက်ပါတယ်ချင်းထန်းတယောက်မဝင်မရဲနဲ့အင်းဆိုပြီးတော့ပြန်ဖြေပြီးတော့မနှက်ပြန်ကြရင်တောင်းပေါ်တက်ပြီးတော့ဝင်းကျင်စေးဘက်ဝင်ပင်နေသွားခုမှမလို့ကိစ္စမရှိဘူးဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ် တဝက်ကအဖေကိုအတွင်းရပြန်ကောင်းစေဖို့လုပ်ပေးပြီးတော့တဝက်ကကိုကိုကိုကြင်ညာဖို့ပေးမယ်ဆိုပြီးတော့ခွဲတန်းချလိုက်ပါတယ်။လင်းတုံကတော့လိန်မာနဲ့ညီမလေးကိုမြ мян အားယူတော့ဆိုပြီးတော့ပြန်လှုပ်လိုက်ပေးမယ်။အိတ်မပြောဘူးဆိုပြီးတော့သူနဲ့ခဏလောက်ဆော့ပေးဖို့ကိုတောင်းဆိုလိုက်ပါတယ်။တကယ်တော့ချင်းထန်းကရေခဲအေးကတဲ့ခန္ဓာကိုအမျိုးအစားဖြစ်တာကြောင့်ကျန်းမာရေးမကောင်းတဲ့အတွက်အကောင်းကောင်းနားယူဖို့လိုအပ်တယ်လေ။ဒါပေမဲ့ချင်းထန်းကတော့ခဏလေးဆော့မှာပါဆိုပြီးတော့ကြီးကြနေပါတယ်။ပြီးတာနဲ့မောင်နှမနှစ်ယောက်ပြေးတဲ့လိုက်တိုင်းဆော့ကြပါတယ်။ ခဏကြာမှတော့ချင်းထန်းတယောက်သူ့နေရာသူပြန်သွားပါတယ်ချင်းထန်းပြန်သွားတော့မှလက်ကိုကြည့်လိုက်ရင်လည်းဒီကိစ္စကိုမသိရမချင်းမအိပ်ဘူးกว่าဆိုပြီးတော့ချွေးကြော်လိုက်တာဟောက်တန်နေထွက်လာတဲ့အထိပါပဲအိတ်တာမှတိုးနေတာပါပဲလင်းတုံတယောက်အိမ်မထဲမှာကြောက်တုံးကိုတွေ့သွားပြီးတော့ကြောက်တုံးပေါ်ကစာတွေကဘာလဲဆိုပြီးတော့ရေရွတ်လိုက်ပါတယ်ပြီးတာနဲ့ဘေးပပတ်လေးကိုကြည့်ပြီးတော့သူရောက်နေတာကဘယ်နေရာလဲဆိုပြီးတော့မေးခွန်းထုတ်လိုက်ပြီလေဘလို့ဖြစ်တာလဲဆိုပြီးတော့နားမလည်နိုင်ဖြစ်နေပါတယ်။တိုင်းမတက်တဲ့တော်သားလေးဆိုတော့ဘာမှမသိရှာပါဘူး။အဲ့ဒီအချိန်မှာပဲဝါးပင်နေတဲ့အတူသူ့ရဲ့ပုံတူတစ်ခုပေါ်လာပြီးတော့ပြေးတိုက်ပါတော့တယ်။ သူ့ကိုစွန့်ရင်နဲ့ပြစ်လိုက်ပြီးမဲ့ဝါးပင်တွေပဲလှုပ်ရှားသွားပါတယ်ဝါးပင်သုံးချောင်းကိုကန်လိုက်တာကြောင့်ရှောင်လိုက်ရပါတယ်ပြီးတာနဲ့ဝါးလုံးကိုကင်ပြီးတော့ပြေးတက်လာတာကြောင့်လင်းတုံကလည်းဝါးလုံးပေါ်မှာရင်ရင်နဲ့ပြန်တိုက်လိုက်ပြီးလေဒီစက်တွေနဲ့ပြန်တိုက်တော့ရှောင်လိုက်ပြီးတော့ဒီပုံရိပ်ရောင်ကထုံးပေလက်သီးဆဲချက်ကိုထိုးနိုင်မဲ့လင်းတုံနားလေသွားပါတယ်ခုနကသူ့ရဲ့ခန္ဓာကိုယ်ကလည်းအစင်တုံးကိုယောက်သွားတာခံစားလိုက်မိတယ်လေပြီးတာနဲ့လက်သီးတိုင်းကိုကျင့်ကြံလိုက်ပါတယ်မဟုတ်မှလော်ရော့ဆိုပြီးတော့ဝါးလုံးနဲ့လာရိုက်တဲ့ပုံရိပ်ရောင်ကိုလက်သီးနဲ့ထိုးလိုက်တာအောင်မြင်သွားပြီလေ ဒီလိုနဲ့မင်းက်ကိုရောက်တော့လင်းတုံရအခန်းတစ်ခုလုံးရှုပ်ပွားနေပါတယ်သူကိုယ်တိုင်ကလည်းအင်ခေါမိုးဘော်ကတိုင်မှာမှောက်ရတာအိတ်နေတယ်လေထပ်ပြီးလေ့ကျင့်အောင်ဆိုပြီးတော့ခြေတွေလက်တွေလှုပ်ရင်းနဲ့နိုးလာပါတယ်အလှုပ်ကောင်းတော့တခါတည်းအောက်ကိုပြုတ်ကျသွားပါပြီနိုးလာတော့သူ့အခန်းကိုသူပြန်ကြည့်ပြီးတော့လှန်သွားပါတော့တယ်ပြီးတော့အိမ်မက်ရောက်နေရလားဆိုပြီးတော့ပုံရိပ်ရောင်ထုံးပေးလက်သီးဆဲချက်ကိုပြန်တွေးလိုက်မိပြီးတော့လက်ကိုကြည့်လိုက်တော့မဟုတ်မှလွယ်ရောဒီကြောက်ဆောင်လားဆိုပြီးတော့စဉ်းစားကန်းဖွင့်နေတော့မှပဲအပြင်မှာဘာလုပ်နေရလဲမြေမြလှုပ်လိုက်ဆိုတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အတန်ကတော့သူ့ညံမာလေးအတန်ဖြစ်တာကြောင့်ချက်ချင်းပဲပြေးထွက်သွားပြီလေ ချင်းထန်ကတော့လင်ရှမ်းတို့နှောက်ယှက်တာကိုခံနေရတာပါအကြောင်းကချင်းထန်ရဲ့လက်ကကြက်သွေးမြက်ကိုလိုချင်နေတာပါသူတို့မနေကြတဲ့ကတူးမလို့စောင့်နေတာမို့လို့ဒီကြက်သွေးမြက်ကသူတို့ပစ္စည်းပဲဆိုပြီးတော့အတေးမြတ်တိုက်နေရလေ တကယ်တော့လင်ရှမ်းတို့လိန်နေတယ်ဆိုတာကအတိအသာကြီးပါဘာလို့လဲဆိုတော့သူသာရင်တွေးခဲ့မယ်ဆိုရင်တခြားတယောက်ယူသွားမှာကိုတီးရက်နဲ့ဘာလို့ထားခဲ့ဦးမှာလဲပြီးတာနဲ့ဒီလောက်អော်နေတာခဏနေရင်ဟိုလင်းတောင်ဆိုတဲ့အပိုက်ကောင်ရောက်လာလိမ့်မယ်ရောက်လာရောလဲကောင်းတာပဲရင်တစ်ခေါက်ကဝိုင်းထိုးရတာမဝသေးဘူးဆိုပြီးတော့ပြောလိုက်ပါလေချင်းထန်းကတော့သူ့အကူကိုအနိုင်မကျင့်ဖို့ပြောတော့အကူအရင်လဲမှုပဲနဲ့ဘာလို့ကောက်ွယ်ပေးနေရလဲဆိုပြီးတော့လင်းရှမ်းကပါးကိုပုံရင်းနဲ့ပြောလိုက်ပါလေအကူနဲ့ချင်းကြောက်နေတဲ့အတွက်နောက်ဆုံးမှာတော့ချက်သွေးမြက်ကိုချင်းထန်းကထုတ်ပေးလိုက်ရပါတယ်ယူဖို့လုပ်နေတော့မှာပဲလင်းတောင်ရဲ့ခြေထောက်စာမိသွားပြီလေလင်းရှမ်းတက်ကောင်ပြန်ထလာပြီးတော့အသေးကောင်းလို့ပွဲတောင်းလာလားဆိုပြီးတော့မေးလိုက်ပါတယ် ချင်းထန်ကတော့သူ့အကူကိုမတိုက်စေချင်ပါဘူးဒါပေမဲ့လေလင်းတုံကတော့ယုံကြည်ချက်အပြည့်နဲ့ပဲဆေးကိုလည်းတူယူမယ်လူကိုလည်းထိုးမယ်ကွာဆိုပြီးတော့မကြီးခွဲပြီလေပြီးတာနဲ့စတိုက်ကြပါတော့တယ်လင်းရှမ်းတိုက်တာကိုလင်းတုံကကာလိုက်တဲ့အချိန်မှာပဲလက်မှာထွက်လာတဲ့ရွှေရောင်လင်းနှန်းကိုကြည့်ပြီးတော့သူ့ကိုယ်တိုင်လန့်သွားပါတယ်အဲ့တော့မှမင်းညကအိမ်မက်မဟုတ်ဘူးပဲဆိုတာထေချာသွားပြီလေ အခုဆိုရင်လင်းတုံကခန္ဓာကိုယ်ကျဉ်ညာခြင်းအဆင့်လေးကိုရောက်သွားပါပြီ။တကွက်လောက်ရှင်ပြီးတော့လင်းရှမ်းကလည်းအမှန်တရားကိုသိသွားပြီလေ။တကယ်တော့လင်းတုံကလွန်ခဲ့တဲ့လောက်ဝက်ကမှကိုယ်ခန္ဓာကျဉ်ညာခြင်းအဆင့်နှစ်ပဲရှိသေးတာကြောင့်လင်းရှမ်းတယောက်မယုံကြည်နိုင်ဖြစ်သွားပါတယ်။ဒါပေမဲ့လေလေတော့မလျှော့ပါဘူး။အတုံးမကြတဲ့ကောင်ကအတုံးမကြတဲ့ကောင်ပဲဆိုပြီးတော့ထပ်တိုက်ပါတယ်။နေတီချင်းရှင်ထိုးတဲ့ချိန်မှာပဲအပိုင်းတလေးကတော့ပြီးဆုံးသွားပါတယ်။လင်းတုံတယောက်ဘာလို့ဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။